မန်ချက်စတာယူနိုက်တက်အသင်းရဲ့တည်င်းအချက်လက်တချို့ကိုသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်။မင်္ဂလာပါဗျ။ကိုခင်းစတဖုတ်ဘောရှူအနီကျူလူပါတယ်။ကျွန်တော်ကိုခင်းပါ။မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ဆက်နွယ်နေတဲ့တည်င်းတချို့ကိုကျွန်တော်တို့ခြေရာခံကြည့်အောင်ပထမဆုံးဆွေးနွေးကြတာကတော့အာဖရိက ဖလားပွဲမှာဝင်ရောက်ရှင်ပြိုင်ရမယ်မန်ချက်စတာယူနိုက်တက်ကစားသမားတွေနဲ့ပတ်သက်ပြီးအမော်ရင်ဘယ်လိုမျိုး မှတ်ချက်ပေးသွားတယ်သူစကားလေးကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်အာဖရိကဖလားကြောင့် Brian Ambumo Amadia လိုတို့ကိုစုံရှုံရမယ့်အပေါ်မှာတခြားကစားသမားတွေအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်ဆိုပြီးတော့အမော်ရင်ကပြောကြခဲ့ပါတယ်ကျွန်တော်တို့ရုံးကန်ရမယ်ဆိုတာသိထားပြီးဖြစ်ပါတယ်ဒါပေမဲ့ဒါအခွင့်အရေးတစ်ခုဖြစ်လာမှာပါဘာကြောင့်လဲဆိုရင်ကျွန်တော်လေးချင်အကွင့်ကိုကြည့်လိုက်တဲ့အခါမှာကစားရတဲ့တခြားသောကစားသမားတွေရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့ ြောသွားခဲ့တာပါဒါကတော့နီးပြတယောက်ရဲ့ကစားသမားတွေကိုစိတ်အားတွန်းတင်ပေးတဲ့ဇာတ်ပါတကယ်တော့အာဖရိကဖလားပွဲကျင်းပတဲ့အချိန်ကပွဲချက်အချိန်ကာလကြီးမှာကျင်းပတာဗျအဲ့တော့ United အသင်းနေနဲ့ဆုံးရှုံးနစ်နာမှုတွေအများကြီးကြုံတွေ့လာနိုင်တယ်တကယ်လို့ဇန်နဝါရီ February လောက်မှကျင်းပမယ်ဆိုရင်တော့ဒီကစားသမားတွေနေရာမှာကစားပေးနိုင်မဲ့လိုအပ်တဲ့ကစားသမားတချို့ပေါ့ဗျာခေါ်ထားလို့ရတယ်အခုချိန်မှာတော့ဘယ်ကစားသမားမှလည်းခေါ်လို့မရသေးဘူးဇန်နဝါရီပြောင်းရွှေ့ဈေးကွက်ကလည်းမဖွင့်သေးဘူးအဲ့ချိန်အဲ့ကာလမှာအသင်းတို့ ော့အားကိုးနေရတဲ့ကစားသမားတွေကိုလက်လွတ်ခံရမှာပါအခု Huben Amorin ပြောသွားတဲ့နေရာမှာအာမက်နဲ့ Brian Ambumo ပဲပြောသွားပေမဲ့တကယ်အာဖရိကဖလားမှာဝင်ရောက်ရှင်ပြိုင်နိုင်တဲ့တခြားသောကစားသမားတွေလည်းရှိနေပါတယ်ဥပမာပြောရင်တော့ပေါ်ထခွင့်မရတော့တဲ့ Mazra Uri ဒဏ်ရာပြဿနာကြောင့်နားနေရတဲ့သူပါတို့ပေမဲ့လည်းဒဏ်ရာပြဿနာပြန်ကောင်းလာရင်တတော်တနေရာဘိုင်းပြောဗျာသူသာအာဖရိကဖလားမကန်အောင်ဆိုရင် right wing back တနေရာမှာထုတ်သုံးထားလို့ရတယ်မဇရာအူရီကလည်းအဲ့ချိန်အဲ့ကာလမှာ အသင်းနဲ့ပြန်လဲပူးပေါင်းတဲ့အချိန်ကာလပဲရှိအောင်မယ်ဒါမဲ့သူ့ရဲ့မော်ရိုကိုလက်ရွေးစဉ်အသင်းကတော့မဇရာအူရီကိုခေါ်မှာပါဒီတကြောင်အယံမှာပါထပြီးအစားထိုးဖြည့်တင်းပေးနိုင်မယ်ကစားသမားရဲ့လည်း လက်လွတ်ရမယ်ပုံစံမျိုးရှိပါတယ်အဲ့တော့ဒီအာဖရိကဖလားပွဲကဘယ်အချိန်စကံမတုံးဆိုတော့ဒီဇင်ဘာလ22ရက်နေ့ကျရင်စကံပါဗျအာဖရိကဖလားပွဲဒီကျင်းပါတယ်ကစားသမားတွေကလူမဲကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်ခွန်အားအပြည့်နဲ့တွန်းတွန်းတိုက်တိုက်ရုံးကန်ကစားလေးရှိတာကျွန်တော်တို့ဟိုးရင်အစင်လာတွေတက်ကမြင်တွေ့ရဘူးတယ်ထူးခြားတာတခုလည်းရှိနေပါတယ်ဒါကတော့ United ရဲ့အာဖရိကဖလားပွဲကိုဈေးလွတ်မဲ့ကစားသမား၂ယောက်ပါဝင် ရှင်ပြိုင်မဲ့နိုင်ငံလက်ရွေးစဉ်အသင်းတွေဒီတအုပ်စုတဲ့ကြာနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့အုပ်စု F မှာဆိုရင် Cameroon ရွန်ဂါဘွန်အာဖရီကော့စ်နဲ့မိုဇမ်ဘစ်တို့ပါပါတယ်အဲဒါကြောင့်ကင်မရွန်လက်ရွေးစင်ကိုသားပြုထားတဲ့ဘရိုင်ယန်အမ်ဘူမိုနဲ့အာဖရီကော့စ်လက်ရွေးစင်ကိုသားပြုထားတဲ့အာမက်ဒီယာလိုတို့ပြန်ပြီးတော့ ထိတ်တိုက်ရင်ဆိုင်ရမှာပါသူတို့ချင်းချင်းအတကုံမကြုံမိဖို့ပဲလို့ပါတယ်ထပ်ပါဒါစတော့ပြီးပြောတာပါအုပ်စု F မှာဆိုရင်အသင်းကောင်းတွေများတဲ့အတွက်ကြောင့်ဒါကင်မရွန်ရော Ivory Coast ကအနေနဲ့ပွဲချက်ရင်ဆိုင်ကစားရမှာလည်းဖြစ်ပါတယ်ဒီချိန်ဒီကာလမှာဟူပင်အမော်ရင်ကလမ်းကြောင်းမှန်တစ်ခုပေါ်ရောက်ဖို့တော့လိုတယ်လမ်းကြောင်းမှန်တစ်ခုပေါ်မရောက်ဘဲနဲ့အဲ့လိုလုံးလေချားလေပဲလိုက်နေအောင်မဲ့ဆိုရင်တော့အမော်ရင်အနေနဲ့အဲ့ဒီအချိန်အဲ့ကာလမှာပိုအချိန်နေစိုးကောင်းလေစိုးသွားနိုင်တယ်ဘရိုလည်းတိမှာပါ အခု right side တနေရာ United အနေနဲ့တော်တော်အားကိုးလို့ရတဲ့အခြေအနေမျိုး Brian Ambumu ပြိတ္တအချစ်တော်ကစားသမားဖြစ်လာတယ်။ဒါပြင် Amadia လိုကလည်း right wing back မှာ Ambumu နဲ့တွဲဖက်ပြီးတော့ဒီ African နဲ့ရောက်လို့အားလုံးကောင်းကောင်းနဲ့နော်အတွဲဖက်ညီညီနဲ့ရှင်ပြိုင်ကစားနေကြတယ်အဲ့တော့ဒီကစားသမားနှစ်ယောက်ကိုတကယ့်အရေးကြီးတဲ့ကာလာရောက်တဲ့အချိန်ကြမှာအသင်းကနေဖယ်ထုတ်ထားမဲ့အခြေအနေမျိုးကအမော်ရင်ဘလူးပဲအာတင်းစကားပြောပြော နော်ခွန်အားပေးစကားပြောပြောဒါကအတင်းတော့နစ်နာမှုရှိတယ်လို့တော့ကျွန်တော်ထင်တယ်။ ဲ့တော့သူနေရာမှာအစားထိုးဖြစ်တင်းပေးနိုင်မယ်ကစားသမားတွေလေးချင်အကွေးမှာရှိရဲဆိုတော့ညာလေဘယ်နှယောက်ရှိလဲဗျာတကယ်လက်တွေ့ကျစဉ်းစားကြည့်မယ်ဆိုရင်ဒါအမ်ဘူမောကတော်တော်လေးကောင်းတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်အဲ့ကာလတွေက United ပြည်သက်တွေဒါစိတ်ပြည့်စရာကောင်းတဲ့အချိန်ကာလတွေဖြစ်ကောင်းဖြစ်လာအောင်ပါဘာပဲပြော good luck လို့ပဲပြောပြရသည်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတက်လက်စာတွေမိတ်ဆက်ပေးချင်တာကတော့ဘောလုံးပွဲတွေကစားကြင်နေဆိုရင် super senior baseball team မှာ i-back ကို၈ကို၅၃လုံး miss မောင်ငါ၆တို့ကို member တဲ့အပူစုကြီးများစွာနဲ့ကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်၃ည 0698969649မှာဆက်သွယ်ဆုံးမမေးမြန်းလို့ရပါတယ်။ကဲကျွန်တော်နောက်ထပ်ဆွေးနွေးခြင်းနဲ့ United နဲ့ပတ်သက်တဲ့သတင်းကတော့ Joshua Zexy နဲ့ပတ်သက်နေတဲ့သတင်းပဲဖြစ်ပါတယ်။ Gatherer Deloitte Sport ကပေါ်ပြထားတာပါ။ AC Milan အသင်းကဇန်နဝါရီပြောင်းရွှေ့ကာလမှာ Joshua Zexy ကိုခေါ်ဖို့စိတ်ဝင်စားနေတယ်။ဘလို့စိတ်ဝင်စားရလဲ။ United ကလက်ရှိအချိန်မှာ Kobe Mainu ကို Joshua Zexy ကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာထွက်ခွာခွင့်မပေးဘူးဆိုတဲ့သတင်းမျိုးကိုကျွန်တော်သိထားရတယ်။အဲ့အတွက်ကြောင့် ယူနိုက်တက်ကသာထွက်ခွာခွင့်ပေးမယ်အငားချဖို့မီးစိမ်းပြမယ်ဆိုရင် AC Milan ကဂျိုရှွာဇက်ဇီကိုထိတ်ဆုံးကခေါ်ယူဖို့ကြိုးပမ်းသွားမယ်ကလပ်တင်းတင်းလည်းဖြစ်နေပါတယ်အဲ့တော့ဂျိုရှွာဇက်ဇီအနေနဲ့ဒီချိန်မှာ အသေးပြောင်းတာတော့ပို့ပြီးတော့သူ့တို့ကောင်းလိမ့်မယ်ဗျ။ယူနိုက်တက်ကဂျိုရှွာဇက်ဇီကိုလိုချင်ပေမဲ့ဒီကစားသမားကိုတုံးပေးရမယ်နီးပြဟူပင်အမော်ရင်ကဂျိုရှွာဇက်ဇီထက်ပိုကြိုက်တဲ့ကစားသမားတွေအသေးမှာတုံးနေတယ်။ဒါကလည်းနီးပြတယောက်ရဲ့လုတ်ပိုင်ခွင့်ဖြစ်တဲ့အတွက်ကြောင့်ဇက်ဇီကိုတုံးပေးကွာတုံးပေးကွာအရန်အပူကတ်လို့မရဘူး။ကို့အပူနဲ့ကူအားလုံးကငါတုံးပေးမယ်အသေးရလက်ဆိုရင်မင်းတာဝန်ယူမလားဆိုရင်လည်းဘယ်သူမှတာဝန်ယူပေးမှာမဟုတ်ဘူး။အခုကျွန်တော်တို့လုံးဝမထင်ထားတဲ့အပြောင်းလဲတချို့ကမေ့စ်ကိုရှေ့ကအတကင် trial မှာတုံးလာ ာပါပုံမှန်အားဖြင့်ဆိုရင်နံပါတ်8တို့เนาะနံပါတ်10တို့မှာ3လေ3ထရှိပေမဲ့ဒီချိန်မှာတော့နံပါတ်10အပြင်နံပါတ်9နေရာမှာပါ deep line forward ပုံစံမျိုး attacking triangle ကိုရွေးချယ်စရာများတဲ့ပုံတံမျိုး amoring ကတဲလာပါတယ်ဒီအတွက်ကြောင့်တစ်ဖက်က joshua zexi အနေနဲ့ပို့ပြီးတော့ပထမပွဲထွက် line ထဲမှာအလံဝေးဝေးသွားပါတယ်တကယ်လို့ miss ကိုသာအဲ့ attacking triangle နဲ့မထည့်ဘူးဆိုရင်ရှေ့က၃ယောက်ပဲရှိတော့တဲ့အတွက်ကြောင့် Brian Ambumu, Matthias Cunha, Benjamin Shesko ၃ယောက်ထဲက၁ယောက်နဲ့လှန်လှဲပြီးတော့သုံးလို့ရတယ်အခုချိန်မှာ miss ဝင်လာတဲ့အတွက်ကြောင့် zaxy ရဲ့အနာဂတ်ကတော့ united အသင်းမှာအတော်မသေးချာမီရတဲ့ပုံစံမျိုးဖြစ်သွားတယ်အမော်ရင်အကြောင်းလဲအားလုံးသိရတာနဲ့သူကအရန်ကောင်းပါတယ်မတုံးဘူးဆိုမတုံးဘူးဆိုတော့ နီးပြမျိုးအဲ့တော့ကြောင့်ဂျိုရှူအဇက်ဇီစိုက်ဖက်ကပြန်စင်းစားရင်အသင်းဟာထွက်ခွာခွင့်မပေးဘူးလို့သတင်းတွေထွက်နေပေမဲ့လည်းသူ့အတွက်ထွက်ခွာခွင့်ရဖို့လိုတယ်ဒီတနေ့ပဲသူတို့မှာတတ်သိပြခွင့်ရှိမှာဒီဘောလုံးရာသီပြီးသွားရင်ကဘာဖလားကြီးရဲ့စောင့်ကြုံနေတယ်ပွဲထွက်ခွင့်လည်းမမေ့ရမရဘူးဘာမှလည်းမကန်ရဘူးဆိုရင်네덜란드အသင်းမှာဂျိုရှူအဇက်ဇီကိုရွေးချယ်ပါအောင်မလား네덜란드အသင်းကဂျိုရှူအဇက်ဇီအတွက်နေရာတနေရာရှိပါအောင်မလားဆိုတာပြန်စင်းစားဖို့လိုတယ်ဗျအဲ့တော့ကြောင့်ကျွန်တော်ရဲ့ မင်ဦးစားချက်တက်တက်သုံးသပ်ရမယ်ဆိုရင်ယူနိုက်တက်တင်တာဝန်ရှိရသူတွေအနေနဲ့ဂျိုရှူဇက်ဇီရဲ့အငှားအပြောင်းရွှေ့ကိုမီးစိမ်းပြဖို့တော့ရှိတယ်ဒါကအားလုံးအတွက်အကောင်းဆုံးနီးလန်းလို့ကျွန်တော်ယူဆပါတယ်ဇက်ဇီ AC Milan မှာခြေသွမ်းပြမယ်ဆိုရင်ဇက်ဇီကို AC Milan ကအပြတ်ဝဲယူတဲ့ပုံစံမျိုးလေးဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ Italy Serie A ကတခြားသောကလပ်တွေနဲ့ဒါမှမဟုတ်လေတခြားသော Liga ကလပ်တွေနဲ့စိတ်ဝင်စားတာမျိုးလေး ဖြစ်လာနိုင်တယ်အသင်းအတွက်တောင်းရွှေ့ကြီးအနေငယ်ပြန်ရနိုင်တယ်လို့ဇက်စီးအတွက်လည်းကမ္ဘာဖလားအိမ်မက် ပြန်လည်မခွင့်ရမှာဖြစ်ပါတယ်ဒီလိုကြောင့်ဟူပင်အမော်ရင်ပေါ်ထွခွင့်တနေရာကိုအာမခံချက်မပေးနိုင်တော့တဲ့ကသားသမားတယောက်ကိုယူနိုက်တက်အသင်းတာဝန်ရှိတဲ့သူတွေနဲ့အငှားချဖို့မီးစိမ်းပြတင်ပါကြောင်းသုံးသက်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါဆုံးဒီကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ